2024နှစ်လပိုင်းမှာပေါ့နော်ကျမအမအနေပြီးတော့အမြင့်မောကနေပြုတ်ကြအဲ့တော့သူနောက်သွားတဲ့အခါကျတော့သူလုံးဝမလှုပ်နိုင်တော့ဘူးအဲ့မှာအတန်လည်းမထွက်တော့ဘူးစကားလည်းပြောလို့မရဘူးကျမလည်းလန့်သွားအဲ့နဲ့အိမ်ရနေရှိတယ်အဲ့လင်းစည်းပူလန်နေတိုက်လိုက်တယ်ပြီးတော့နီးစပ်အဆင်းကောင်ကိုသွားပြတယ်အဲ့ဆေးုံရောက်တဲ့အခါကျတော့ဆရာဝန်ကပေါ့နော်အားချင်းပဲခါကိုဓမ္မရိုက်တယ်ပြီးလို့ရှိရင်သူ EGC ဆွဲတယ်ပြီးတော့အားချင်းဆေးုံတက်ခိုင်းတာဟာအံ့ဩဝါတာပေါ့နော် ဲ့တော့ဆေးရုံကရောက်တဲ့ခါကျတော့ तू အရေးကြီးတယ်တဲ့ခါယူထိသွားပြီတဲ့လိုအဲ့လိုရှိရင်လည်းခွဲဆက်ရမယ်ဂဲဆွဲရမယ်ပေါ့နော်အဲ့လိုမျိုးပြောတယ်အဲ့ဒါကျမတို့ဆေးရုံမှာပေါ့နော်အဲရောက်သွားတဲ့အခါကျတော့အဲဖြစ်ချင်တော့လေကျမအမအခန့်ရှာလို့မရသေးဘူးသူ့ကိုတခါအရေးကြီးတယ်ဝင်းချူရမယ်လို့ပြောတယ်အဲ့နဲ့တခါချက်ချင်းဝင်းချူရပြန်အောင်အခန့်ရပြန်တော့လေအခန့်ရောက်ပြန်တော့လေ ဟိုဂရင်ပေါ်မှာပေါ့နော်ဤတဲ့နောက်အချက်ချင်းဂဲဆွဲရအလုံးချက်ချင်းချက်ချင်းနေပြီပဲနော်အဲ့လိုပေါ့နော်ပြီးတော့ကျမတို့ပေးတဲ့ဆေးတွေကလည်းများတယ်အယိုးဆေးဆိုတာကနော်ပြင်းတယ်ဆက်အဖက်ကြီးတယ်အဲ့ဒါကိုကျမသိထားတယ်နောက်တစ်ခုကကျမရဲ့ဟိုအတိတယောက်ဆိုလည်းအဲ့လိုပဲကျမအမတို့ပဲခါရုပ်ပြတာ तू ကခါရုပ်ပြပြီးတော့လေ तू ကဝင်းချုပ်တဲ့အခါကျတော့လေဝင်းမသွားနိုင်တော့ဘိုက်ကနေဖောက်ပြီးတော့မှနှစ်ချီပြီးတော့မှ तू ကအဲ့လိုဝင်းသွားတယ်ပဲမှနောက်ဆုံးတော့ तू ကလုံမပါပြီးတော့ဆုံးမသွား ကျွန်မမအဲ့လိုမျိုးဖြစ်မှာစိတ်ပူတာပေါ့နော်ဒါပေမဲ့ကျွန်မအကြာကြီးတော့စိတ်မပူပါဘူးမစိုးရင်ဘာကြောင့်လဲဆိုရင်ကျွန်မမအာရှတိုင်းရင်းစီလင်းစီရှိတယ်အဲ့တော့ကျွန်မဒီဥစ္စာကိုဒီစကားလုံးရောက်ဝင်မှောင်ကအလုံး30 4ချိန်နဲ့ပေါ့နော်ဟိုတိုက်လာတာပေါ့နော်တရက်ကိုတစုံနှုံးအဲ့မှာတပတ်လောက်ပေါ့နော်ကျွန်မစက်တိုက်စက်တိုက်တောက်တယ်ဆရာဝန်ကြီးရဲ့ညွှန်ကြားချက်တွေရောအကုန်လုံးကိုလိုက်နာတာပေါ့နော်အဲ့တော့ အဲ့လိုမျိုးတိုက်ပြီးဘလောက်မှမကြောက်တပတ်လောက်လည်းကြာတော့ကျမတို့ဆင်းရုံကဆင်းခိုင်းနေဗျအဲ့တော့ကျမလည်းဝမ်းသာသွားတာပေါ့နော်ဒါပေမဲ့အိမ်မှာဘာကြီးလို့ရမလဲဆိုရင်လက်ကျင်ကန်းတင်ပေးလိုက်တယ်ဆရာကြီးလက်ကျင်ကန်းတင်ပေးပြီးတော့ဟိုဒီပေါ့နော်တလတိတိဂဲဆွဲရမယ်တဲ့အဲ့လေကျမအမပေါ့နော်အဲ့ရတမပေါ့နော်ဂဲဆွဲတယ်အဲ့ရတမတလပက်လက်နော်သူ့မှာပေါ့ဒိုင်ဘာထဲမှာပဲဝင်သွားရတယ်စီးသွားရတယ်လုံးဝမလှုပ်နိုင်ဘူးအဲ့သူ့ကိုကြည့်ပြီးကျမလည်းစိတ်မကောင်းဘူး तू ကကျမကိုပြောတယ် အေးတဲ့ငါတော့ဝတ်ခံနေရပြီ ਨੇ တူတယ်တဲ့အဲ့လိုမျိုးပြောတယ်အဲ့လည်းကျမကသူ့ကိုလေအားပေးလိုက်ပါတယ်ဘာမှစိတ်မပူ ਨੇ နော်အဲအာချတိုင်းစီလင်းစီလည်းရှိတယ်ပြီးရင်အထူးကုတွေလည်းရှိတယ်လေအဲ့တော့ကိုယ်စိတ်ကိုအေးအေးဆေးဆေးလေးနဲ့ဟုတ်လားမတွေးပဲနဲ့ဘာမှမကောင်းတာတွေမတွေးနဲ့အေးဆေးဆေးလေးနဲ့တရားလေးမှတ်ပြီးတော့အိပ်ပါလို့ကျမအားပေးတာပေါ့နော်အဲ့လိုနဲ့ပဲကျမအမကိုကျမဒီလင်းစီပုတ်လာနေကိုသူ့ကိုမှန်မှန်တိုက်လာတာပေါ့ နောက်ပြီးတော့ကျမတို့အခုကိုရင်နောက်လာကြတော့ကျမလင်းစည်းပူလံအဲ့အာရှတိုင်းစီလင်းစည်းက15လုံးအလုံး30ကို၄ချိန်မတိုက်တော့ဘဲနဲ့တစ်ချိန်လျှော့လိုက်တယ်အဲ၃ချိန်ပေါ့နောက်လာမှလည်းအဲ့လိုပဲ၄ချိန်မတိုက်ဘူးအဲချိန်လျှော့လိုက်တယ်အဲ့နဲ့ပဲဇက်တက်ဇက်တက်တိုက်လာပဲပေါ့နော်ဒီနေ့အထိဆိုလို့ရှိရင်အာရှတိုင်းစီလင်းစည်းကပေါ့နော်နှလုံးတဘာဝပေါင်းမှောင်က၄လုံးပေါ့နော်အဲ့လိုနဲ့ပဲ၃ချိန်တိုက်လာခဲ့တာပေါ့အဲ့လိုတိုက်လာပြီးတော့မှအခုဆိုရင်ကျမကဒီ အာရှတိုင်းစီနေစီကဒီပြုံးနေဆိုတော့ခဲလဲခဲတယ်မဲလဲမဲတယ်သိလားအဲ့ဆိုတော့ဒါပေမဲ့ကျမကယုံကြည်တယ်ကုမ္ပဏီကိုလည်းယုံကြည်တယ်ဆရာမကြီးကိုလည်းယုံကြည်တယ်အဲ့ကျမဇက်တိုက်တောက်တာဒီနေ့ဆိုရင်ဆယ်လပေါ့နော်ဆယ်လရှိပါပြီပေါ့နော်အဲ့တော့ဒီတို့တိုက်ပြီးတော့ခါရသူ့ရဲ့ပေါ့နော်ဟိုကျမအမှနှစ်ပေါင်းအဲ20ကျော်လောက်ပေါ့နော်ဒီလင်စည်းတွေကိုတုံးလာတဲ့အခါကျတော့တုံ့ပြန်မှုကတိတ်ကြီးကြီးမမမလာဘူးပြီးတော့အချက်တိုင်းလင်စည်းလည်းနှုံးမြင့်မြင့်တိုက်လိုက်တာလည်းပါတာပေါ့နော်အဲ့တော့တုံ့ပြန်မှုဘာလာလဲဆိုရင် तू က ဟိုနော်ဘယ်ဘိုက်တရားဒီဘက်ပေါ့နော်ဘယ်ဘယ်ဘယ်ဘေးကလိမ့်လိမ့်ပြီးတော့အောင့်နေတဲ့လိမ့်လိမ့်ပြီးတော့လဲနာကျင်နေတဲ့တကူလုံးနာကျင်ကြိုက်ခဲတယ်ပေါ့နော်အဘလူကြီးလည်းနေရာမှမသိဘူးနေလို့မကောင်းခဏခဏပြောတယ်အဲ့ဒီတုံ့ပြန်မှုကလည်းမကြပါဘူးတပတ်နဲ့ပဲကောင်းသွားတာပါပဲအဲ့တော့သူနေပေါ့နော်ဒီလိုမျိုးကောင်းသွားတယ်ပေါ့နောက်တော့လဲအခုဆိုလို့ရှိရင်ကျမအမှပေါ့နော်ဒါဟိုအိမ်မှဆိုလို့ရှိရင်အခုတို့တုံ့ပြန်မှုပြီးသွားပြီမယ်လေကိုကစိတ်ထဲမှာပူစရာမလိုဘူးဆိုပေမဲ့နာတာရှိဘိုးကလည်းလွတ်သွားနာတာရှိဘိုးကလွတ်သွားပြီနဲ့တူတယ်လို့အဲ့လိုမျိုးစိတ်ထဲမှာ တွေ့တာပေါ့နော်နောက်တစ်ခုကသူ့ပေါ့နော်အခုဆိုရင်ကျမမဒိုင်ဘာလည်းလွတ်သွားတယ်ဝင်းလည်းမချူပါတော့ဝင်းလည်းမချူပါဘူးဝင်းလည်းမှန်တယ်ဝင်းသွားလည်းမှန်တယ်စီးသွားလည်းမှန်တယ်စားလို့ကောင်းတယ်အဲ့လိုကောင်းတယ်နေလို့ထိုင်လို့ကောင်းတယ်အိမ်အိမ်လုတ်တယ်လေလေအိမ်မှုကိစ္စတချို့ပေါ့နော်တချို့လည်းဝိုင်းလုံနိုင်တယ်အခုဆိုကျမတို့ဒါရန်ကုန်ကနေပြီးတော့ပေါ့နော်ဒီမန္တလေးရောက်ဖို့ကကားခရီးရှည်စီးရတာလေအဲ့မလဲလမ်းမှာလဲတောက်လျှောက်ပေါ့နော်ဒီဓာတ်စာတွေကိုတိုက်လာတာပေါ့နော်သူအနေနဲ့ပေါ့နော်အဲ့လိုမျိုးကောင်းလာတာမြင်တော့ကျမလေးကျမစိတ်ထဲမှာလေးအယမ်းဟောပေါ့နော် ပျော်ရွှင်တယ်မိသားစုပျော်ရွှင်ရတာပေါ့အဲ့တော့ဒီမှာဆရာဝန်ပြောထားတာကျမတို့လူအိုင်ခွဲစိတ်ရမယ်ပြောထားတာအခုတော့မခွဲစိတ်ရတော့ဘူးခွဲစိတ်ရမယ်ဆိုလို့ရှိရင်ခုခေတ်ကာလဇင်းနဲ့ဒီဟိုမတွေးရစရာပေါ့နော်အဲ့တော့အခုမခွဲစိတ်ရပဲနဲ့မခွဲရမစိတ်ရပါပဲနဲ့ဒီအချက်တိုင်းရစီလင်းစည်းတွေကိုတောက်ပြီးတော့မှကျမအမပေါ့နော်အခုလိုမျိုးကျမ်းမှာကောင်းမွန်လာတာကိုဆရာမကြီးဒေါက်တာခင်ယူအထူးပဲကျေးဇူးတင်ပါတယ်ထာနေပြီနဲ့ပူလောင်အာပြီးအာ ကျမလာတဲ့အဲဆီယာမအီကိုအသေးကြီးကြီးတင်ပါတယ်။ကျမစားလာရတဲ့အနှစ်20ကျော်20ကျော်နေပါပြီ။အကြောင်မလို့တုတ်ပြမှုလည်းဘာမှပြင်းချင်းထန်ထန်မပိတ်နေတာပါဘူး။အားလုံးကိုကျေးဇူးတင်ပါတယ်။